မိုးရဲရေတဲ့မင်္ဂလာလက်မှတ်ရေးထိုးခဲ့ရတဲ့အတိတ်နမိတ်ကြောင့်လူပြောများနေရတဲ့ဟိဝီရန်နဲ့ဆိုပြည့်တဲ့စင်တို့ရဲ့ပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်တွေမျောလင်းတဲ့ကြီးဆောင်စားနေခဲ့ရတဲ့ငယ်စဉ်ဆုံးတွဲမင်းသားကျော်ဟိဝီရန်နဲ့မင်းသမီးကျော်လေးဆိုပြည့်တဲ့စင်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာထူးခြားတဲ့အတိတ်နမိတ်ကြောင့်လူပြောများနေရပါငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲလေးကတော့တကယ်ကိုထူးခြားမှုတွေပြောစရာအကြောင်းအရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ပွဲရဲ့ခမ်းနားမှုသတို့သမီးရဲ့တန်ဖိုးကြီးယရနာတွေအပြင် ဓာရီအလုံးထပ်ပို့ပြီးတော့လူတွေစိတ်ဝင်တစားအငင်းခုန်ဖြစ်လာအောင်ပြောနေကြရတာကတော့အတိတ်နမိတ်တခုကပို့ပြီးတော့လူပြောများနေရပါသူတို့မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တဲ့နိုဝင်ဘာလတရနေ့မှာဘသူမှထိမှန်မထားပဲအချိန်ခါမဟုတ်မိုးတွေတက်တက်မဲမဲရွာချခဲ့လို့ပါပဲတာမန်မိုးရွာတာမဟုတ်ပါဘူးမိုးရွာဒီကုန်ဆုံးသွားပြီဖြစ်တဲ့နိုဝင်ဘာလကြီးမှာမုန်တိုင်းရဲ့ဝင်းတလိုမျိုးတဲထန်စွာနဲ့ရွာသွန်းခဲ့ရာကြောင့်ဒါကတာမန်ရွာဒီဥတုမဟုတ်တော့ပဲထူးခြားတဲ့အတိတ်တစုံတစ်ခုကိုကြိုတင်ပြနေတဲ့နမိတ်ပဲဖြစ်ရမယ်ဆိုပြီးတော့ ိသတ်တွေကြားမှာရောတက်သည့်နားလေတဲ့ပညာရှင်တွေကြားမှာပါဟော်ကိန်းအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။ဒီဟော်ကိန်းတွေကလည်းနှစ်မျိုးနှစ်ပုံကွဲပြားနေတာကစိတ်ဝင်စားစရာပါ။ပထမဦးဆုံးအုပ်စုကတော့ရှေးလူကြီးတွေအယူအဆဟောင်းတွေကိုယုံကြည်တဲ့သူတွေပါပဲ။သူတို့ကတော့မင်္ဂလာဦးမှာမိုးရတာကမကောင်းတဲ့နမိတ်လို့သတ်မှတ်ကြပါရယ်။အိမ်တော်ကြီးမမြဲတတ်ဘူးဆိုတဲ့စိုးရိမ်မှုတွေနဲ့ထင်းကျေးပေးပြောဆိုမှုတွေရှိနေခဲ့ပါရယ်။ နောက်ထပ်အိုးစုတစုတက်သည့်နားလည်တဲ့ပညာရှင်တွေဘေးရင်ဆရာတွေကတော့ဒီအပေါ်မှာလုံးဝတမျိုးတစ်ပုံပူပြီးတော့အားရှိစရာကောင်းတဲ့ဟော့ကိန်းမျိုးကိုထုတ်ပြန်လာပါတယ်။သူတို့ရဲ့အဆိုအရဒီမိုးဟာတာမန်မိုးမဟုတ်ပဲမင်္ဂလာမိုးစစ်စစ်ဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့်ဒီလိုအချိန်ကောင်မို့ရွာတဲ့မိုးတသိမဲမဲရွာတဲ့မိုးကောင်သူတို့သားသူတို့သမီးအတွက်အရန်ကိုအေးချမ်းတဲ့နမိတ်ကိုစောင့်ခြင်းပေးတာပါ။ ဆိုလိုတာကတော့သူတို့ရဲ့အနာဂတ်အိမ်ထောင်ရေးဘဝမှာပူလောင်မှုတွေပြဿနာတွေကင်းဝေးပြီးတော့ဒီမူရင်းတွေလိုအေးချမ်းသာရမယ်ဆိုတဲ့လက္ခဏာပါပဲပူလောင်မှုတွေကိုငြိမ်းသက်ပေးလိုက်တဲ့မူဖြစ်တယ်လို့သတ်မှတ်ကြပါရယ်ဒါအတင်မကသေးပါဘူးနောက်ထပ်ဟောကိန်းတစ်ခုကပူတောင်မှစိတ်ဝင်စားဖို့ကောင်းပါသေးတယ်တချို့သောပညာရှင်တွေကတော့မင်္ဂလာပွဲမှာဒီလိုမျိုးမိုးတွေတဲထန်စွာရွာသွန်းတာကတာသမီးရတနာတွေအများကြီးထွန်းကားမယ်ဆိုတဲ့နမိတ်လို့ဆိုကြပြန်ပါတယ် သူတို့ဇနီးမောင်နှံဟာချက်စရာကောင်းတဲ့ကလေးတွေအများကြီးမွေးဖွားပြီးတော့ပြည်ပြည့်စုံတဲ့မိသားစုဘဝကြီးကိုပန်ဆိုင်ရမယ့်အတိတ်ပါပဲတဲ့။ဘာပဲဖြစ်ဖြစ်ဒီလိုဟောကိန်းတွေအတိတ်နမိတ်တွေကွဲပြားနေချိန်မှာဟိဝင်ရင်နဲ့ဆိုပြတဲ့ဇင်တို့စုံတွေကတော့မိုးရွာကောအနောက်ရှမ်းမဖြစ်စေပဲမြမရိုးရောင်ပသိမ်ဒီလေးတွေစောင်းပြီးမိုးရီတွေကြားထဲမှာအရန်ကိုရိုမက်တစ်ဆန်စွာနဲ့လက်မှတ်ရေးထိုးပွဲကိုအောင်မြင်စွာနဲ့ကျင်းပသွားနိုင်ခဲ့ပါတယ်။ ပရိသတ်ကြီးတို့ရဲ့အမြင်မှရောဘလို့ရှိပါသလဲမင်္ဂလာပွဲမှာမိုးရွာတာကအကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားဒါမှမဟုတ်အေးချမ်းပြီးတော့သားသမီးတွေအများကြီးရမယ့်နမိတ်ကောင်းတစ်ခုလို့ယုံကြည်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်ကျေးဇူးပေးရပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိပါရရှင်